လက်တုံးချောင်းထောင်နေလို့နဲ့ငါတို့လူချင်းနဲ့ပန်းနိုင်ကိုရောက်မှာမဟုတ်ဘူးဆိုပြီးဒီမှာလက်နက်ကန်ရန်ကိုရွှေဘူးဆုံးဖြတ်ခဲ့တာပေါ့ ာနာမသိခင်တုန်းကတော့ကျွန်မပါတီစိုက်နေပေါ့နော်အနန္တီတွေကညွန်နဲ့ပြန်ကြားရေးတာဝန်ခံအနေနဲ့လှူရှာခဲ့တယ်ပေါ့အာနာသိတော့ခါကျတော့မယုံနိုင်ဘူးပေါ့ကျွန်မတို့ကဒါကြီးမယုံနောက်ပိုင်းကျမှဒါအပြီးဖြစ်သွားပြီဆိုပြီးတော့ကြားတော့ကျွန်မတို့စိတ်တွေဘလို့မနေလို့မရအောင်အင်းကလည်းဖေဖေတို့ကလည်းတမိဘယ်မှမသွားနဲ့ဘာမှမလုပ်နဲ့စောင့်ကြည့်အောင်လို့ပြောတာကျွန်မဘလို့မအိမ်မကိုနေလို့မရအောင်ဖေဖေရဲ့ တမျိုးတနည်းရလှုပ်ပါတခုခုပြောပါဒီတိုင်းကြီးဆိုရင်တမျိုးယူချင်တာလို့လူစိတ်တွေလေးနေပြီလို့ပြောတော့ဖေဖေကအေးအားဆိုလဲငါတမျိုးမနေ့လေးမှာတော့ဆန္ဒပြတယ်အဲ့ဒီကူသွားလွတ်လွတ်လိုက်တော့ကျွန်မကျွန်မဒေတာမအတယောက်နဲ့မန္တလေးသွားပြီးဆန္ဒပြတယ် မမိတ်ဆွေတွေနဲ့အဲ့ဒီကိုတွားတွားတော့ခါကျတို့နဲ့တိုင်မင်းတိုင်မင်းတော့ဟုတ်ပြီအဲ့ဆိုရင်ငါတို့ရငါတို့ဒေသမှာဒီလိုဒီလိုတွေလုပ်ကြမယ်ဆိုဖွဲ့လိဖွဲ့တဲ့ပြီးတော့ဆန္ဒပြခဲ့ကြတာပေါ့ဆန္ဒတွေပြကြလက်သုံးချောင်းတွေထောင်ကြပထမတော့ကတော့နည်းနည်းလေးစိုက်ကတပိလေးစားလို့တဲ့စိုက်ကတပိလေးစားလို့နောက်ပိုင်းကျတဖြည်းဖြည်းတဖြည်းဖြည်းနဲ့လူအင်အားတွေများအားရလိုက်တာပေါ့ပျော်လိုက်တာလက်သုံးချောင်းထောင်ဆန္ဒတွေပြခဲ့ကြတယ် တခါမြို့ပေါ်မှာတပိတ်တီဖြူခွင်းခံရတော့ကျမတို့ရာသလောက်လှုပ်ရှားမယ်ဟဲ့ဆိုတိုက်နေပေါ့ကျမကနေရဲရဆိုတိုက်နေတပိတ်တီလှုပ်ကြတယ်တိုက်နေတပိတ်တီလှုပ်ကြတော့လမ်းကြောင်းရှုပ်တယ်ဆိုတခါရက်ကြီးတပိတ်တီလှုပ်ကြပြန်ရောအဲနောက်ပိုင်းကျတော့ဆက်ကောင်းစီရရက်ဆက်ဆက်လူမဆန်ဆိုဖြူခွင်းတဲ့အချိန်မှာတော့ကျမတို့ဘလို့မှဒီတိုင်းရက်သုံးချောင်းထောင်နေလို့မတို့လူချင်းနဲ့ ပန်းနိုင်ကိုရောက်မှာမဟုတ်ဘူးဆိုပြီးတော့ကျွန်မလက်နက်ကင်ရန်စင်ကိုရွှေဘူးဆုံးဖြတ်ခဲ့တာပေါ့အဲ့မှာလေးလပိုင်း16ရက်တကြံအတက်နေမှာဟာအဲ့လူစစ်ကောင်စီကဟိုပေါ့စစ်လာရှာကြတော့ကျွန်မအိမ်ကနေစပြီးအိမ်ကနေထွက်ခဲ့ရတာပေါ့အဲ့တော့က ကျမရဲ့ตาလေးက၄နှစ်ကျော်လေးပဲရှိသေးရထားခဲ့ပြီးကျမထွက်ထွက်လာခဲ့ရလမ်းလည်းမသိဘူးဟိုပေါ့သူပြညာတင်သွားမယ်ပေါ့ခရိုင်ရေးတဲ့ပေါ့တိုင်းသားလက်နက်ကင်နေစီသွားမယ်လိုက်မှာလားသူလိုက်မယ်ဒီတိုင်းတော့ငါမနေနိုင်ဘူးပေါ့ငါတို့လက်သုံးချောင်းထောင်နေလို့နဲ့ငါတို့လူချင်းနဲ့ပန်းတိုင်းမရောက်ဘူးပေါ့အခခံရတဲ့ပြည်သူတွေဆိုလည်းရရဆက်ဆက်ပဲအဲ့ဒါတွေတော့ငါမခံစားနိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့ ေါ်တက်ဖို့ဆုံးဖြတ်ခဲ့တာပေါ့ဆုံးဖြတ်တော့အမေရရပဲယောက်ျားလေး16ယောက်မိလေးကျမတယောက်တည်းလေးလာပိုင်း20ကျော်လောက်နေမှာပေါ့20ကျော်လောက်မှာကျွန်တော်တို့ရောက်သွားရောက်သွားရောက်သွားတော့ဟိုရောက်တော့အပတ်စဉ်3 KI ရဲ့အခြေခံစစ်ပညာသင်တဲ့အပတ်စဉ်3မှာတက်ရမယ်မင်းနေနဲ့တဖြည်းဖြည်းနဲ့ရောက်ချလာတာမြေသမီးလေးတွေမမေရရကျမတို့က238ယောက်ရှိရအပတ်စဉ်ပုံမှာ မင်းအမျိုးသမီး9ယောက်ပဲပါတာအမျိုးသမီး9ယောက်နဲ့ဒီကံစစ်ပညာရှင်ကျူစားပြီးတင်ပြရပေါ့။ရမကြီးမကောင်းလဲအားလဲသွားရင်တော့ဒီမှာမိလဲသွားရင်တော့ခေါ်ပြီးစေးခန်းတာပို့ဒီတိုင်းကတော့မရဘူး။ဒီမှာတယ်မှာ ့ဆရာတက်ကမေးတယ်ဒီဟာတွေသင်ပြီးရင်းနဲ့ဘာဆက်လုပ်မှာလဲတဲ့ဒါတွေသင်ပြီးရင်လားလို့ကျမနိုင်တဲ့ဘက်ကနေလုပ်မယ်လို့ဟိုပေါ့ရှည်တဲ့အဲ့လိုပေါ့စတိုက်ထွက်ရမယ်ဆိုလိုက်မယ်တကယ်လို့လိုက်ဖို့အခွင့်အရေးမရခဲ့ဘူးဆိုရင်တော့မှပေါ့ကျမဒီပညာတွေကိုစင်ပွားအနေနဲ့ပြန်လဲမျှဝေမယ်ပေါ့ကျမတို့အရက်ဒေတာမှရှိတဲ့ဒီပုံမလာနိုင်နဲ့စိတ်သက်သက်ကြွားတဲ့လူငယ်တွေနဲ့ကျမ ြန်ပြီးတော့ဒီအခြေခံစစ်ပညာလေးပြန်မျှဝေမယ်လို့ပြောအဲ့မှာကျမတို့သင်နေဆရာဆရာမကောင်းနေပေါ့အဲအဲ့ညာလေးကကောင်းနေဆိုပြီးတော့အဲ့လိုလေးပြောတော့ပြန်ဆင်းခဲ့တာပေါ့ပြန်ဆင်းခဲ့အောက်ရောက်တော့ခါကျတော့ရေဥပက်ရေဥ30ဘက်မှာအဲအခုညတောင်းလို့အဲ့ဘက်မှာတခါမြင့်မှုဘက်မှာတခါပေါ့အဲ့လိုအခြေခံပညာသင်ပေးတယ်ပေါ့ပေးကြတယ်စစ်ပညာသင်တော်မျိုးပေးကျမတို့ရည်ရွယ်ချက်ကကျမရည်ရွယ်ချက်ကကို ဒါမလုံနိုင်ဘူးအဲ့လိုမှမပါဝင်နိုင်ဘူးဆိုရင်ပါဝင်နိုင်တဲ့ဘက်ကနေလုံမယ်ပေါ့ဟုတ်ပေါ့တကယ်လို့ကျွန်တော်တို့အပေါ်မှာတက်တော့ကနည်းနည်းစက်တန်းတယ်လीကိုစီရကလေးဒီအခြေခံပါသွားတယ်ဆိုရင်တော့မှမစိုးဘူးပေါ့မြ мян ခီးရောက်တယ်ဆိုတဲ့အတွေးပေါ့ဒါလေးဒီဝင်လာပြီးတော့အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပြီးတော့တင်နှန်းနေပေးခဲ့တဲ့အဲ့တင်နှန်းတွေမှာလဲဟုတ်ပေါ့စစ်တီတော့ဂျင်းဝစ်တွေပေါ့လိုက်နာမဲ့စစ်စီကန်းတွေပေါ့ COC အောက်ကနေဘလူပုံစံနဲ့သွားရမယ်ပြည်သူတွေကိုဘလူမျက်နှာမူရမယ်ဆိုတဲ့ဟာတွေတိကထားသင်ပေးတယ်ကျမကတော့ရှေ့တန်းမှာအမိတ်နောက်တန်းမှာစီကံတပေမသိမ့်လိုက်နာရမယ်ဆိုတဲ့အကြောင်းလေးပြပြရတယ်ပေါ့ကျမက2021 5လပိုင်းတော့ကဒုတိယတစ်ခေါက်ပေါ့နော် ဒုတိယတစ်ခေါက်အနေနဲ့ခရိုင်ကိုပြန်သွားပြီးတော့မိုင်းတင်နန်းသွားတက်တယ်။မိုင်းတင်နန်းတက်ပြီးတော့မိုင်းတင်နန်းကတပတ်ဆိုပြီးတော့ကျွန်မ6လလောက်ကြာသွားတာအဲ့ပုံမှာ။ပြန်လာတဲ့အချိန်မှာ SUG app ဆိုပြီးတော့ UG အဖွဲ့လေးဖွဲ့ဖွဲ့ပြီးတော့ကိုရိုက်ကိုဒေတာမှာတော့ mission လေးတွေလုပ်သေးတယ်။ ကိုတက်နိုင်တဲ့ဘက်ကနေပေါ့သူတို့ကမိုင်းထောင်သားမဆိုကျွန်တော်တို့ကမိုင်းလုံးနေနောက်ကနောက်တန်းကနေလိုအပ်တာလုတ်ပေးတယ်ပေါ့ကလေးတွေနဲ့ကျွန်မရဲပေါ့ဒီနဲ့တူတူအကုန်လုံးကိုတက်နိုင်တဲ့ဘက်ကနေကူညီခဲ့ပေါ့သူတို့ကမိုင်းမိုင်းထောင်မဲဆိုကျွန်တော်တို့ကမိုင်းလုံးနေမိုင်းလုံးနေတဲပို့တယ် ်နှစ်ကိုမိုင်းတင်တန်းစင်ပါတင်တန်းပြန်ပေးရသေးတယ်သူတို့ရဲ့ကုညီကဒီကောင်ကနေပြီးတော့ဒီဟာလေးဒီဟာလေးတွားပြီးတော့ကုညီပေးပါအောင်လို့ကုညီတောင်းတော့ကျွန်မတက်တဲ့ဟာလေးနဲ့ပြန်ပြီးတော့ရဲဘော်တွေကိုကျွန်မမိုင်းတင်တန်းစင်ပါတင်တန်းပြန်ပေးခဲ့သေးတယ်ဒီရောက်တော့ကြရတာဝင်ပေါ့ရောက်တဲ့နေရာဒေါ်လန်ကြီးမှာဟာတက်နိုင်တဲ့ဘက်ကနေလုံမဲ့ဆိုတဲ့စိတ်နဲ့ကိုတက်နိုင်တဲ့ဟာကိုတက်တဲ့ဟာတွေတော့အကုန်လုံတယ် ျမတို့ကကျမတို့ရဲ့ဒီလိုရက်ကြီးအဖွဲတွေပေါ့နော်ရက်ကြီးတော်လိုက်ရင်အင်အားစုတွေကကိုပါကိုရက်တည်ရတာများတာကိုပါကိုရက်တည်ရတာများဆိုတော့မိုင်းလုံးမို့လို့အတဲမိုင်းကွက်တိုက်ကက်တီရန်အစဟိုပေါ့နော်ကိုပါကိုရုံးကန်ပြီးတော့ရှာဖွေပြီးမှဝယ်ကြရတာဝယ်ကြရတော့ခါကျလိုအပ်ချက်တွေများတယ်ပေါ့ကျမတို့ရက်ကြီးအဖွဲတွေမှာတော့လိုအပ်ချက်တွေများတယ်ရှင့်များတော့အခုလက်ရှိကတော့ရန်ပုံငွေ ရှားပါနေတဲ့အတွက်ကျွန်တော်တို့ကလက်စိမ်းငုံတို့မြေဘဲတို့စိုက်ရသေးတယ်။အားလေးရင်နဲ့စိုက်ပြီးတော့ရိတ်ခါဒီမိုင်းအဲမိုင်းလုံးဖို့ရမ်းပေါ့အဲလိုအပ်တာတွေအတွက်တစ်ဖက်တလန်းကနေပြီးတော့ရံပုံကိုရှားပြီးတော့အဲ့လိုလုပ်ရတယ်ခက်ခဲတယ်ပေါ့။ဒီတော့ကတော့ပြည်သူတွေကထောက်ပံ့တာတော်တော်အားရစရာပေါ့။နောက်ပိုင်းခုတော်လိုက်တော်လိုက်ကာလာကနှစ်နှစ်ကျော်ကြာလာတဲ့အချိန်မှာပြည်သူတွေလည်းပန်းပြီး တချို့ပြည်သူတွေဆိုရင်မီးရှို့ခံရတာနဲ့အိမ်ဖြက်စီးခံရတာနဲ့ဆိုတော့သူတို့ရှားဝင်းနေဖြည့်ရှင်းဖို့နဲ့ပြန်လဲထူထောင်ဖို့အတွက်သူတို့မှမနေရုံးကန်နေကြရတဲ့ကာလတွေဆိုတော့ဟိုပေါ့ကျမတို့လည်းပြည်သူတွေခက်ခဲရင်ကျမတို့လည်းခက်ခဲတယ်နော်အဲကြတော့ကျမတို့လည်းတတ်နိုင်မနေဘက်ကနေရုံးကန်ရတာပေါ့ပဲစိတ်ငုံနေစိုက်တယ်မြေပဲတွေအငှားလည်းနှုတ်တယ်မြေပဲလည်းစိုက်တယ်အဲ့လိုပေါ့ပေါင်းတင်လိုက်တယ်ပေါ့

တပြင်းဖွဲ့တော့မပြောလို့ပေါ့ကျမတို့အဖွဲ့ကဒီပြည်သူတွေဒေတာကန်နေဆရာမျိုးရှားစင်ကြီးဘလောက်ပေးရမလဲဘလောက်လိုရမလဲဆိုတာမရှိဘူးသူတို့လာလို့ရင်တော့ဟိုလေလက်ခံနေပေါ့ဟိုဒီသူပြီးနံပေါ်ချင်းဆိုရင်တော့ပြီးနံပေါ်ချင်းဆိုရင်တော့ကျမတို့ကလည်းလူပေါ့ဗာလေးလူပါအောင်ဗာလေးလူပါအောင်လို့ပြောရင်လူတယ်ပေါ့သူတို့ကလူတယ်တလားတစ်ခါတော့ ်လိုနှစ်လတစ်ခါတော့အလိုရသွားပြီးလာစင်ကြီးကောက်တာတွေပါနေကြတယ်မရှိဘူးမရှိတော့အရန်ခက်ခဲတယ်ကျွန်တော်တို့ကဒီစာဝတ်နေရေးကိုတစ်ခါဖြည့်ရှင်းရတယ်လို့ပြည်သူတွေကိုကာကွယ်ဖို့ခုနပြောတယ်လို့ကျွန်တော်တို့စေကံဖွင့်ဖို့ကြောင်းဖွင့်ဖို့အဲအဲ့ဒီကိစ္စတွေမှာလည်းကျွန်တော်တို့ကမတ်တီငွေစိုက်ထုတ်ရတာရှိရပါတော့ကျွန်တော်တို့မတ်တီရတာ ဲ့ဒါအဲ့ဒီရဲ့တရားကူးတယ်။အင်းဘာမှမလုပ်တော့အခုလိုစစ်ကြောင်းဝေးတဲ့အချိန်လေးဆိုရင်ပေါ့ဒီကျမတို့ကဒီဒေတာရဲ့လိုအပ်ချက်ကျမ်းမာရေးပေါ့ကျမ်းမာရေးဆောက်ရှောက်မှုလေးကိုကိုတက်နိုင်တဲ့လောက်လုပ်ပေးတာပေါ့ဒီအခုဆိုရင်ဒီမှာလှသားအရွယ်လေးတွေကာကွယ်စည်းမထိုးရသေးတဲ့လူကြီးရှိရဲ့ဒီဒေတာမှာကျမတို့နေတဲ့ဒေတာမှာပေါ့နော် ညာကိုဝင်ဆောင်အမျိုးသမီးတွေရှိတယ်ပေါ့ကာကွယ်စည်းမထိုးရတဲ့ကိုဝင်ဆောင်အမျိုးသမီးတွေရှိသေးတယ်အဲ့လိုဟာလေးလည်းကျွန်တော်ကကျမ်းမာရေးဆောင်ဆောင်မှုပေးကြတယ်ပေါ့ဒီဘက်ဒေသမှာဖြစ်တဲ့တုတ်ကွေးရသည်ဆိုတော့တုတ်ကွေးအဖြစ်များကြတယ်အဲ့ကျမအဲ့တုတ်ကွေးနဲ့ပတ်သက်တဲ့အဲယောဂလက္ခဏာတွေပါလိရှိလာပြီဆိုတော့ကျမတို့ကကုပေးရပေါ့စေကံလေးဖွင့်ပြီးတော့တခြားဖြားနာညောင်းညောင်းညာကြိုက်ခဲပေါ့အဲ့လိုဟာလေးပြီးဆိုလဲကျမတို့ကတက်နိုင်တယ်တက်နိုင်တယ်လောက်ပေါ့ကိုလုံးနိုင်တယ်လောက်ကူညီပေးတယ်အဲစစ်ကြောင်းထိုးလာတဲ့အချိန်လေးဆိုရင်တော့စစ်ဆောင်နေတဲ့အတူစစ်ဆောင်နေကိုကဲထုတ်ပေးတယ်ကျမကြီးဆောက်ရှောက်မှု လုပ်ပေးတယ်သူတို့ရဲ့စာဝတ်နေရေးအဆင်ပြေအောင်ကျွန်တော်တို့အဖွဲ့ကနေပြီးတော့ဦးဆောင်ပြီးတော့အဲဆောင်ရွက်ပေးကြတယ်ပေါ့အဲ့လိုတွေဆိုရင်တကယ်လို့စစ်ဖြစ်အဲ့လိုတွေဖြစ်ကြပြီဆိုရင်ပေါ့ကလေးတွေနဲ့အမျိုးသမီးတွေနဲ့တကြီးရွယ်ဦးတွေနဲ့ဒါဒုက္ခရောက်ကြရတာပေါ့နော်အဲ့အတွက်ကျွန်တော်တို့ကစစ်အာဏာရှင်စနစ်ကြီးကိုအဲ့ဓာရင်းမြင်ပုံမုန်းတယ်ပုံယွန်ရှာတယ်ပေါ့အဲ့လို အမတ်တရတစ်ခုကတော့အပေါ်မှာပေါ့အပေါ်မှာကျွန်တော်တို့တနင်္ဂနွေနေ့ဆိုရင်သူကဖခင်ကြောင့်တက်တက်နေဆိုတက်ရနားတယ်။အော်ဟုတ်ပြီအဲ့နေကြငါတို့ခေါင်းချော်ရေချိုးမိန်းကလေးလို့နေကြမဲပေါ့ဂျုံချီလေးတွေဝေ့ပြီးတော့ဆိုခေါင်းနေချော်ရေချိုးတဲ့အချိန်လင်းရင်လာတာလင်းရင်လာတော့လုံကြီးရှင်ကောင်းတင်ကြီးနဲ့တနက်ကြီးလွယ်တဲ့ပြီးတော့ပြေးကြတာပေါ့ဘုန်းခုချင်းနဲ့ပြေးတယ်ဘုန်းခုချင်းနဲ့လည်းရောက်ဒိုင်မန်ထိုးဝင်တဲ့အချိန်မှာအထဲတွေက ကောင်းလေးတယောက်ကစောင့်နေတယ်ကျွန်တော်တို့ဝင်သွားတာအမျိုးသမီးက၄ယောက်ဟုတ်တယ်အမျိုးသမီး၄ယောက်ကဒိုင်မန်ထိုးတဲ့ပြီးဝင်သွားတာလို့မြင်သားနေတယ်ဆိုတော့အဲ့ဒီကလေးလေးကဟာအမတို့သူအဲ့ကောင်ကသူဘယ်ပြေးလို့ပြေးရမှန်းမသိဘူးသူကြောင်နေပြီးတော့ပြီးကြမှာဟဲ့ရတယ်ရတယ်ထိုင်းနေထိုင်းနေရတယ်မင်းအဲ့ဘက်သက်သက်နေငါတို့ကဒီဘက်နေမှာရတယ်လို့ပြောတာကိုမရတော့ဘူးအဲ့နောက်နောက်တစ်ချင်းကိုသူကြောင်ပြီးတယ်ကလေးရတော့အမတ်တရားလေးပေါ့ခေါင်းမှလည်းဆက်ပြားနေနဲ့လုံကြီးကလည်းရင်ခေါင်းနေနေနဲ့တနက်ကလွယ်ထားသေးရဲ့ဈေးမှာ အဲ့ဒါတော့ကျွန်တော်တို့အပေါ်မှာတော့အမှတ်တရတစ်ခုပဲ။ လိုင်းမှာတော့အမျိုးသမီးတယောက်အနေနဲ့အခက်ခဲတွေကတော့အများကြီးကြုံတွေ့ရပြီကျွန်မ။အရင်ဆုံးကကိုကမိခင်ဖြစ်နေတော့ကျွန်မရဲ့ညီမကပါဖြစ်ရတာလူဖြစ်ခဲ့ရတယ်ပြစ်ထားခဲ့ရတယ်။တခါမှမခွဲဘူးတော့အဲ့ခံစားချက်ကြီးရတယ်။တော်ကြီးကိုနင်းနေအောင်ခံစားရတယ်။ဟုတ်တလို့တော့ငါဆိုရင်လေတာလီယအသေးတန်သက်မှုထား ဘယ်မှမသွားနိုင်ဘူးသူမကူညီနိုင်ပုံပြောတဲ့အခါမှာကြာလာမြေတာမရတော့ဘူးမခံနိုင်တော့ဘူးသူပြောတဲ့ခင်တော်ဆင်းမပြေဖြစ်ခဲ့ရတာပေါ့ကျွန်မနေဝင်နေရတယ်တွားတွေးခွင့်မရခဲ့ဘူးပေါ့ဒါမိခင်တယောက်ဖြစ်တဲ့အတွက်ခံစားရတဲ့ခံစားချက် မှာစူတောင်းယုံလာတယ်လို့ဘာမှမတက်နိုင်ခဲ့ဘူးပေါ့နောက်တစ်ခုအမျိုးသမီးတွေဆိုပြီးတော့လဲတချို့တွေကဘယ်လိုပင်နန်းပြီးတော့ဟာအမျိုးသမီးပင်နန်းဘာဘာတက်လို့လဲဆိုတဲ့ဟာပေါ့တချို့တွေကလဲဘာလုံနိုင်လို့လဲဆိုတဲ့ဟာတွေနဲ့ပင်နန်းမှာ တွေးလို့ဆန်းတာကြုံရတယ်ပေါ့ရတယ်ဘလူပဲဆန်းဆန်းခြိုက်တဲ့ဘက်ကဆန်းငါဒါတွေလုံမယ်ဆိုကြရေ စိန်ခေါ်မှုတွေဘာတွေဖြစ်လာနိုင်တယ်လဲကြိုးတွေးထားပြီးသားဆိုပြီးတော့အဲ့လိုလေးတွေလည်းကြုံခဲ့ရတာပေါ့နော်အဲနောက်တစ်ခုကတော့ယောက်ျားလေးနဲ့မိန်းကလေးခွဲချားမပေါ့ခွဲကြတဲ့အမြင်လေးပေါ့အဲအခုကျွန်တော်တို့ရောက်တဲ့ data ဆိုတော့တော်တော်ခေါင်းတဲ့ data တွေဆိုတော့တော်တော်ခေါင်းတဲ့ data မှာအခြေချရတာဆိုတော့မိန်းကလေးမြင်ရင်ကိုဟာဒါဘလို့လဲပေါ့ယောက်ျားလေးတွေအများကြီးနဲ့ဒီလိုတယောက်ထဲလားဆိုတဲ့ဟာတွေကရှိသေးရပေါ့နောက်ပိုင်းတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကျွန်တော်တို့ ီဒီဒေတာမှာရှိတဲ့ဟိုဟာစီယုံရေးစင်တော့ပေါ့ပြည်သူတွေစီယုံရေးစင်တော့တဖြည်းဖြည်းနဲ့အမျိုးသမီးလေးတွေလည်းပါလာတာပေါ့အမျိုးသမီးစစ်တီတော်တွေလည်းပါလာတယ်အဲ့ဒီကြားမှာလှုပ်ဆောင်ချက်လေးချပြမှာသူတို့ပြန်ပြီးတော့အရင်တော့ကတော့မတွေးဘူးအဲယောက်ျားလေးကပါမိန်းကလေးကပါဆိုတာလည်းမတွေးတော့တာပေါ့ရှိတယ်အရင်တော့ကတော့နောက်တစ်ခါကသွားကြပြီပေါ့ပွက်ထွက်ကြပြီဆိုရင်လည်းမိန်းကလေးတွေမိခဲ့ဒါကြောင့်နင်းတို့ဘာဖြစ်ရတာညာဖြစ်ရတာနဲ့ အဲ့လိုတွေပေါ့အသိမခေါ်ကြနာတွေရှိရဲဒါမဲ့လဲရေးကြုံရင်လဲရုံးကြရတာပဲဒီအားလုံးကတူတူဝိုင်းပြီးတော့နောက်တစ်ခုစိုးလာတော့ဘာလို့ဆိုတော့ကျမကရောက်ခါစားတော့ငါပေါ့ဒီတမီးကလည်းနေတော့တယောက်တည်းရှိရပထမတော့ငါဒီဘက်ခွန်မှာကျမတယောက်တည်းရှိရောက်မှာမြူသားလေးမြူသားခုနှစ်ယောက်ပေါ့မြူတမီးကကျမတယောက်တည်းရှိရောခါကြတော့အင်းစင်ခေါ်မှုတွေကတော့မလုပ်နိုင်လေပေါ့ဆရာမဆိုရင် ွေးလို့ဆန္ဒလေးရှိရပေါ့တချို့ကြားလဲအဲ့လိုလေးရောကြုံခဲ့ရတာပေါ့ဒါပေမဲ့အဲ့ဒါတွေကဆက်ပြတ်ခံနိုင်ပါတယ်ကျွန်တော်တို့တွားနေရလမ်းကြောင်းနဲ့ကျွန်တော်တို့တော်လန်းနေရတဲ့ဟာတွေနဲ့ဆိုင်ဒါတွေကမပြောပါလောက်ဘူးပေါ့ကိုရွေးချယ်ခဲ့ရတဲ့လမ်းဆိုတော့လေကိုလျှောက်ရတာပဲခဏပြောရဲမိသားစုဆွန့်လုခဲ့ရတယ်ပေါ့အဲ့ဒါတွေကတော့ဒီတမီးတယောက်အနေနဲ့မိခင်တယောက်အနေနဲ့ အမတယောက်နေနဲ့တမကြီးတယောက်နေနဲ့တော့ဘယ်လိုပြောမလဲသူတို့အားနာတယ်အားနာတယ်နားလဲနိုင်မယ်လို့လဲညှော်လဲမှာနားလဲပြီးမယ်လို့လဲညှော်လဲမှာဒါတော့အခက်အခဲလေးတွေတော့လူတိုင်းရှိကြတာပေါ့ဒီအဲ့အခက်အခဲတွေကိုညီဆိုင်ရမယ်ပေါ့ကျော်လွှားကြမယ်ပေါ့အားလုံး စီလုံးလုံးညီညီညွတ်နဲ့ယုံရင်ကျမတို့ဝေးကွာနေတဲ့မိသားစုကြီးပြန်လဲဆုံစည်းနိုင်မယ်။ပညာမတင်ရတဲ့ကလေးလေးတွေပညာတင်မှုခက်ခဲနေတဲ့နေရာတွေမှာပညာတင်ကြားနိုင်မယ်ပေါ့။ပြန်လဲထူထောင်ရေးကာလတွေပြန်လဲလှုပ်ကြမယ်ပေါ့။အဲ့ဒါတွေဒီစီလုံးဖို့ညီညွတ်ဖို့လိုတာပေါ့အဲ့ဘန်းနိုင်ရဖို့။တပန်နဲ့ညီပြီးတချီတဲ့ယုံကြရအောင်လို့ကျမအနေနဲ့ပြောချင်လူကဲပဲဖြစ်ဖြစ် ကပပအာခပလာပါပဲဖြစ်ဖြစ်ယူကြည်ပဲဖြစ်ဖြစ်တရင်တက်ဖွဲ့တွေပဲဖြစ်ဖြစ်ကျမတို့စီစီလုံးလုံးနဲ့ကြောချင်းကပ်ရင်ညက်အပ်ပြီးအကောင်းဆုံးညညညညနဲ့ပုံဖော်သွားမယ်ဆိုရင်တော့ကျမတို့ရဲ့ဘန်းနိုင်ကြီးမဝေးဘူးလို့တော့ညော်လင့်တာပေါ့